ရှေဘူပေါ်ဆန်းအပါအဝင်ဆန်တွေကို စားသုံးသူတွေထံအိမ်ရောက်ပို့စနစ် home delivery နဲ့နိုဝင်ဘာလ29ရက်နေ့ကနေစတင်ကပို့ဆောင်ရောင်းချနေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးတင်းကျုံ MRF ကထုတ်ပြန်ထားပါတယ်။ဆန်စင်းနှုံတည်ငြိမ်မှန်ကန်စေရတော့စားသုံးသူတွေစီအိမ်ရောက်ပို့စနစ်ဆိုတဲ့ခေါင်းစဉ်နဲ့ရောင်းချနေတာဖြစ်ပြီးမြန်မာနိုင်ငံဆန်စပါးအတင်းကျုံနဲ့မြန်မာနိုင်ငံဆန်စပါးကုန်တယ်များအတင်းတို့ကပူးပေါင်းရောင်းချတာလို့ဆိုပါတယ်။ ရောင်းချမဲ့ဆန်တွေကတော့ရွှေဘိုပေါ်ဆန်အဟောင်းတအိတ်ကို38000ကျပ် ARR ပေါ်ဆန်ကြားပြန်အဟောင်းတအိတ်ကို3000ကျပ် ARR ပေါ်ဆန်ကြားပြန်အစ်တအိတ်ကို33000ကျပ် ARR ပေါ်ဆန်နေဆုံးအဟောင်းတအိတ်ကို35000ကျပ် ARR ပေါ်ဆန်နေဆုံးအစ်တအိတ်ကို35000ကျပ်ရက်60ဆန်တအိတ်ကို9000ကျပ်အမထ15မှတ်တန်တအိတ်ကို9000ကျပ်ဈေးနှုန်းနဲ့ပို့ဆောင်ကအခမဲ့ဖြစ်တယ်လို့ကြေညာထားပါတယ် ဆန်တွေဟာ108ပေါင်း24ပြီ8ဖြစ်ပြီးပို့ဆောင်ကအခမဲ့ဖြစ်ပေမဲ့အထက်မြင့်ကို ပို့ရရင်တော့ဝန်ဆောင်ကထပ်ပေးရမယ်လို့ဆိုပါတယ်။စားသုံးသူတွေအနေနဲ့မြန်မာနိုင်ငံဆန်စပါးအတင်းချုပ်ရဲ့ဖုန်းနံပါတ်တွေကိုရုံးချိန်အတွင်းဆက်သွယ်ကကေပေးနဲ့ငွေပေးချေကမှာယူနိုင်မှာဖြစ်ပါတယ်။ငွေသွင်းတဲ့နေ့ကစလို့ရုံးဖွဲ့ရဲ့၃ရက်အတွင်းလိပ်ဆောင်ဖော်ပြပါအတိုင်းဆန်တွေကိုပို့ဆောင်မှာဖြစ်ပြီးပို့မယ့်ရက်နဲ့အချိန်ကိုတော့ကြိုတင်ဆက်သွယ်မယ်လို့ဆိုထားပါတယ်။ရန်ကုန်တိုင်းထဲမှာ ပေါ်ဆန်းဆန်တူလောင်ပြန်ပြူရောင်းချနေသူတွေလက်လီဆိုင်တွေအနေနဲ့ဈေးကွက်ထဲကိုစဉ်ဆက်မပြတ်ထုံရောင်းပေးဖို့တူလောင်ပြီးဈေးနှုန်းမြင့်တင်ရောင်းချတာတွေမလုပ်ဖို့မြန်မာနိုင်ငံဆက်စပါးတင်းချုပ်ကတတိပေးထားပါဗျာ